โอเคကဲကျွန်တော်ဒီတစ်ခါတော့ကျွန်တော်အားလုံးစောင့်နေတဲ့ new v event ကကျွန်တော်တို့ original server ကိုဒီနေ့လာရွေးဖြစ်ပါတယ်ကဲဟုတ်ပြီဒီမှာကကျွန်တော်တို့အဲ skin အသစ်၃ခုပါမယ်ကဲကျွန်တော်ဘာလိုက်ပါအရင်ကကျွန်တော်တို့ fairwind နဲ့ laria ကတော့ရှိပြီးသားကျွန်တော်အရင်ကပါပြီးသား skin တွေဖြစ်တယ်ကျွန်တော်ဒီမှာ fascia ပါမယ် blurry ပါမယ် lint ပါမယ်ကျွန်တော်ဒီ၃ခုပြီးတော့ပြန်ပြီးတော့ပါလာမှာဖြစ်ပါတယ်ကျွန်တော်တခြား skin တွေ Facebook အနေနဲ့တော့မပါဘူးကျွန်တော်ဒီအဲဒီ event ရဲ့ skin တည်တာမဲ့ပါတာဖြစ်ပါတယ် ကရင်ကကျွန်တော်တို့ exchange coin ထောင်နေရာနဲ့လေ့ရမှာပေါ့ဒါကတော့အရင်တိုင်းပဲဘာမှပြောင်းလဲတာမရှိဘူးကဲဒီမှာကျွန်တော်တို့ record ဆိုရင် mic တယ်เนาะကျွန်တော်တို့ exchange coin 300နဲ့လေ့ရမှာဖြစ်ပါတယ်โอเค เดี๋ยวรีคอร์ดแฟกการ2คู่ลองไปเนาะไมค์ดิကဲရီကောကတော့ကျွန်တော်တို့ရီကောအဖက်ကတော့ကျွန်တော်တို့အဲကွိုင်300နဲ့လေးရမယ်ကျန်တာတွေကကျွန်တော်တို့225နဲ့လေးရမှာပေါ့နော်အလီမေးရှင်းအဖက်တို့ စပန်ဖက်တို့ပေါ့နော်ကလင်းဖက်လည်းကျွန်တော်295နဲ့လေးရမှာဖြစ်ပါတယ်ဟင်ဒါကျွန်တော်ရဲ့ animation ဖက်တွေငွေပေါင်းလေးလည်းမိုက်တယ်ပဲနော်ပေါင်းလေးလည်းမိုက်တယ်ပေါင်းလေးရတရားနဲ့လေးရမယ်အစိုးနော်ဒါကြောင့်မိုးလေးရွာနေရဆိုတော့အပြင်တန်လေးတော့နည်းနည်းပါမယ်ပေါ့နော် โอเคဒါရရတော့ထိုင်ရလေးပေါ့နော်ဒီကောင်းလေးကမက်ဆေ့အကြောင်းမရှိပါဘူးကဲဟုတ်ပြီဒီမှာကျွန်တော်တို့ coin ကျွန်တော်တို့1200နဲ့ exchange လောက်ရမယ်ကဲအဲ့တော့ဒီ skin တစ်ခုကိုကျွန်တော်တို့အင်းအနည်းဆုံး diamond အနည်းဆုံးဘယ်လောက်လဲကျွန်တော်တို့အကုန်းစင်းလို့ရမယ်ဆိုတော့ကျွန်တော်ဇာတ်လေးနဲ့ပြပေးမှာဖြစ်ပါတယ်ကဲဒီမှာကျွန်တော်တို့ငါတစ်ချက်ကြည့်မယ်ကနော်ဒီကောင်းလေးရဲ့ skin တွေရဲ့ကျွန်တော်တို့ endo animation တွေတစ်ချက်အတူတူကြည့်မယ် I shall forge my own justice ဟုတ်ကဲ့အယောင်သွေးကတော်တော်တော့အစုံနေပါတော့တော်တော်တော့စုံနေမဆိုးဘူးကျွန်တော်မိုက်တယ်လို့ပြောလို့ရတယ်ပါတော့ I won't stop until they're all brought to justice. โอเคဒီကောင်ကတော့ကျွန်တော်တို့အကြိုက်ဆုံးနဲ့မှာပါတယ်ဗောနော်ဘလူးလေးလည်းမိုက်တယ်เนาะဒီကောင်လည်းရောင်သေးတော်တော်စုံနေပြန်เนาะကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့အားလုံးလိုချင်တဲ့လင့်ဗောနော်ဒီကောင်ကြီးကတော့အားလုံးလိုချင်တဲ့စကင်တစ်ခုလိုပြောလို့ရပါတယ် evidence can be သူကင်းရတော့ဘာမှပြောကြမလို့အကုန်လုံးမိုက်တယ်ပေါ့နော် the only ကဲဒီမှာဒီမှာကတော့ event draw မှာကတော့ကျွန်တော်အရင်တော့လိုပဲဘာမှပြောင်းလဲတာမရှိဘူးကျွန်တော်တို့1 draw ကိုကျွန်တော်ပုံမှန်ဆို90နဲ့ diamond 90နဲ့လက်ရမယ် daily discount ဆို diamond 25လုံးမကြမယ်ဒီမှာကျွန်တော်10 draw ကိုတော့ကျွန်တော်တို့ကဒီမှာ diamond 900နဲ့လက်ရမယ်ပထမဆုံး10 draw မှာ diamond 450ကျွန်တော်တန်းပါဆက် short စီရှိမယ်ပေါ့နော်ဒါကျွန်တော်တို့တန်ဒရောတိုင်းကျွန်တော်တို့ပထမဆုံးတန်ဒရောမှာကျွန်တော်တို့ကအဲ new week အဲစကင်နဲ့ပတ်သက်တဲ့ item တစ်ခုပေါ့နော်ကြာပန်းရမှာဖြစ်ပါတယ်အဲဒီမှာကျွန်တော်စကင်ရောရနေတာဖြစ်ကြည့်မယ်နော်음ကျွန်တော်ဒီမှာတန်းတော်မှာစကင်လဲပေါင်နေကြီးရှိတယ်ဒါပေမဲ့အဲကန်ကောင်းမဲ့လူမှာပေါ့နော်ကျွန်တော်တို့အခောက်တိုင်းမှာကြာရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီ new view item တစ်ခုကြာပေါက်ရမှာဖြစ်ပါတယ် record တို့ပေါင်တို့ animation effect တို့ကျွန်တော်နောက်ဆုံးကန်ကောင်းရင်ကျွန်တော်တို့စကင်မှာကြာနေတယ်ပေါ့နော်ဒါတန်းတော်မှာပထမဆုံးတန်းတော်မှာရမယ်အခွင့်အရေးဖြစ်ပါတယ် ကဲဗျာကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့က breed ဒုကန်အနေနဲ့ကျွန်တော်တို့ဘယ်ရက်ဒီလာမလဲဆိုရင်ကျွန်တော်လေးလပိုင်း19ရက်နေ့ကနေပြီးတော့လေးလပိုင်း20နေ့ဒီကျွန်တော် phase 1လာမယ်လေးလပိုင်းကျွန်တော်တို့26ရက်နေ့ပြီးတော့လေးလပိုင်း29ရက်ဒီကိုကျွန်တော်တို့ phase 2လာမယ်အဲ့မှာကျွန်တော်တို့ breed ဒုကန်နှစ်ကြိမ်လာမှာဖြစ်ပါတယ်ကဲလောလောဆယ်ကဒီမှာကကျွန်တော်ဒီ event နဲ့မှာချက်ကြည့်မယ်ဆိုရင်အဲ breed ဒုကန်ပုံစံမျိုးပေါ့နော်ဒါမှမဟုတ် breed ဒုကန်အဲ phase 1 phase 2တော့မဟုတ်ဘူးဒါကြောင့်ဒါ diamond ဖြည့်တဲ့အတွက်ရမှာဖြစ်ပါတယ်ကျွန်တော်ဒါကကျွန်တော်တို့ဂုံးစင်းမဲ့လူတွေတော့ကတိတ်အဆင်မပြေဘူးပေါ့ဒါပေမဲ့ကျွန်တော် newbie isman မှာကျွန်တော်တန်းပြီးတော့ skin နဲ့တန်းယူမဲ့လူတွေ diamond ဖြည့်မယ်ဆိုရင်ဒီချင်းကတန်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်ဒီမှာ diamond ကျွန်တော်တို့2500 recharge ဖြည့်ရမှာဖြစ်ပါတယ် diamond 2500 recharge ဖြည့်ရင်ဘယ်လောက်ရမလဲ၈အဲကျွန်တော်ဒီမှာ78 19 20ဟုတ်ကဲ့ကျွန်တော်တို့ free token အဲ free လှည့်ဖို့အချိန်ကြီး20တိတိရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ diamond 2500 recharge ဖြည့်မှာရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါ free token phase 1 phase 2မဟုတ်ဘူး အဲကျွန်တော်ဒိုင်းမွန်ပေါ်တဲ့လူတွေပေါ့နော်လောလောဆယ်စကင်တန်းပြီးတော့လှည့်မဲ့လူတွေတော့ကတော့ဒါလေးကကျွန်တော်တို့ဒိုင်းမွန်နည်းနည်းတတ်တာမှာပေါ့ကဲဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒိုင်းမွန်အ ਨੇ ဆုံးအဲဝီကီဘလက်ကျွန်တော်တို့ဘလောက်နဲ့ဖြည့်ပြီးတော့ဂုံစင်းလို့ရမယ်ဆိုတာတစ်ချက်တူတူတွက်ကြည့်လိုက်အောင်ဗျ ကဲဟုတ်ကဲ့ကျွန်တော်ဒီနေ့ကကျွန်တော်စနေနေ့ကစပြီးလောရမှာဖြစ်ပါတယ်ကဲဒီမှာကျွန်တော် diamond မသုံးဘူးကျွန်တော် weekly ပဲပဲသုံးမယ်နော် weekly ပဲပဲခုသုံးရမယ်ဆိုရင်ကျွန်တော်အားလုံးစုစုပေါင်း fit token ကို phase 1 phase 2အားလုံးစုစုပေါင်းကျွန်တော်တို့9ခုလောက်သုံးရမှာဖြစ်ပါတယ်ကဲ9ခုဆိုတော့ကျွန်တော်တို့ weekly ပဲတစ်ခုကို6000နဲ့တွဲရင်ကျွန်တော်တို့9000လေးအောင်မကြမှာပေါ့နော်အဲကျွန်တော်ကန်ကောင်းရအောင်တော့ကျွန်တော်တို့ကဒီကြားမှာတန်တော်တိုင်းမှာကျွန်တော်ကစကင်ရနိုင်ကြီးအခွင့်အရေးလက်ရှိရဆိုတော့ကျွန်တော်စကင်တစ်ခုလောက်ရှိရနိုင်ကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တေချာဘောက်ကတော့စကင်တစ်ခုတော့တေချာတယ် ကြည့်အရင်ကျွန်တော်ဒီမှာ weekly bet 3ခုကျွန်တော်စပြီးတော့ထည့်ရမယ်ပေါ့နော် AB 7ရက်နေမှာစပြီးလောက်အောင်ဖြစ်ပါတယ်ဒီနေ့ကစပြီးလောက်အောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ weekly bet 3ခုထည့်လို့ရှိရင်ကျွန်တော်ကဒီမှာ diamond 160ရမယ်ကျွန်တော် weekly bet ကသဘောတရားကကျွန်တော်တနေ့ကို diamond 20 20ပုံမှန်ရတော့အားလုံးတည်ပြီးဖြစ်ကြလိမ့်မယ်ကြာအားထည့်မပြောတော့နော်အဲ့ဒီအဲ့ဒီ diamond 20 20ပါကျွန်တော်ထည့်ပြီးတော့ပေါင်းမိသွားမယ်ပေါ့နော်ဒီဆရာထဲမှာအားလုံးပေါင်းမိသွားမယ်ဒီမှာကျွန်တော်တို့ လောရမယ်ပါမယ်သူကသုံးအောင်တဲ့ဒိုင်မွန်ပါမယ်လက်ကျန်ဒိုင်မွန်ပါမယ်ကျွန်တူရရောပါမယ်နော်အကျွန်တော်ရက်ဆွဲရောပါမယ်ပေါ့နော်တကယ်ကျွန်တော်တို့ဒီနေ့ဆက်ညနေမှာစပြီးတော့ဝူလီဘတ်သုံးခုထည့်မယ်ဒိုင်မွန်260ရမယ်ပေါ့အဲ့မှာကျွန်တော်တို့အဲဝူလီဘတ်ထည့်ရတဲ့အတွက်ကျွန်တော်တို့ကဒီမဲ့အဲရုရှားဖြစ်ရတဲ့အတွက်ကျွန်တော်တို့ကဒီမဲ့တုံ့ကန်နှစ်ခုတရမယ်ပေါ့အဲ့လှည့်တော့ကျွန်ကျွန်တော်တို့ဒိုရရောနှစ်ခုရမယ်ပြင်ကျွန်တော်အဲ့မဲ့နေ့စဉ်ချော်စီနဲ့ကျွန်တော်တို့ဒီချိန် အဲတခါထက်လှည့်ပေါ့နော်အဲဆိုကျွန်တော်အားလုံးစုစုပေါင်းကျွန်တော်တို့ဒီဆင့်ရနေမှာကြီးပဲကျွန်တော်တို့ကတူရတော့ကျွန်တော်တို့၅ခုတည်ရမှာဖြစ်ပါတယ်ပြည်တို့ဒီမှာကအားလုံးစုစုပေါင်းဖိုက်ကျွန်တော်တို့၅တော့ဖြစ်တာကကျွန်တော်တို့တုတ်ကန်2ခုရယ်ပြင်ကျွန်တော်အရင်ရထားတဲ့တုတ်ကန်2ခုရယ်ကျွန်တော်ဒီတော့ကတစ်ခုရယ်အားလုံးစုစုပေါင်းကျွန်တော်တို့ကအဲတူရတော့၅ခုတည်ရပြီဖြစ်ပါတယ်အဲကျွန်တော်အမှန်73ရက်နေမှာကျွန်တော်တို့ကချော်စင်းတဲ့ကြိမ်ထက်လှည့်မယ်ကျွန်တော်လက်ကြံတိုင်းမ130ကြမ်းမယ်ကဲကျွန်တော်တူရတော့6ခုတည်ရမယ်ပေါ့နော် ကဲဆဲလင်းလေးမှာကျွန်တော်တို့ကတိုကန်အဲဖရီတိုကန်တစ်ခုထပ်ရမယ်ကဲအဲ့ဒါကျွန်တော်တို့ဘယ်ရရမလဲဆိုရင်အဲဒေါ်လဲတဲ့ကျွန်တော်တို့ဟာလေးကတစ်ခုထပ်ရမယ်ပေါ့နော်အဲ့ကကျွန်တော်တို့ကအဲဒူလွေတော့ခုနှစ်ခုလိုရရဖြစ်ပါတယ်ကဲအဲ့ဒီနေမှာပဲကျွန်တော်တို့ကနောက်ထပ်အချော်စင်းတဲ့ဒီချင်းထပ်လဲမယ်အဲ့မှာကျွန်တော်ဒူလွေတော့ကကျွန်တော်၈ခုလိုရရဖြစ်ပါတယ်၈ချင်းလိုရပြီကျွန်တော်တို့တကြံတိုင်းမွန်95လုံးထိရမယ်ပေါ့အဲ့ဒီထိဆိုရင်ပြန်ကျွန်တော်15 16 စခွန်78ကိုကျွန်တော်တို့လျှော်စင်းနဲ့တစ်ကြိမ်ချင်းလှည့်သွားမယ်။ကြည့်ကြ78ရက်နေ့ထိဆိုရင်ကျွန်တော်တို့ကတူတယ်တော့12ကြိမ်ထိရမယ်။ပြီးကျွန်တော်တို့ကဒီမှာလက်ကျန်တိုင်းမို့200နဲ့ကျွန်တော်တို့9လုံးထိရမယ်ပေါ့နော်။အဲကျွန်တော်19ရက်နေ့ဆိုရင် free token pay 1လာပြီ။အဲဒီချိန်မှာကျွန်တော် weekly bet 3ခုထပ်ထည့်မယ်။အဲဒီမှာလက်ကျန်တိုင်းမို့465လုံးဖြစ်မယ်။အဲဒီမှာကျွန်တော်တို့ကအဲ free token 29ခုယူဖို့အတွက်ကကျွန်တော်ဒိုင်းမို့200 200နဲ့ကျွန်တော်90သုံးရမယ်။အဲဒီ250ကိုကျွန်တော်ဒီမှာ draw လိုက်လိုက်မယ်ပေါ့နော်။ ကျွန်တော်တို့ဒိုင်းမွန်90နဲ့5ချိန်အဲကျွန်တော်တို့ discount နဲ့25လုံးနဲ့တစ်ချိန်အားလုံး6ချိန်လှည့်လိုက်မယ်အဲဒါကြောင့်ဒိုင်းမွန်195လုံးသုံးပြီးသားဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကတူတယ်တော့ကျွန်တော်တို့ကအဲအဲ့ဒီမှာကျွန်တော်20 free token 29ခုရမယ်ပေါ့နော်အဲ phase 1မှာရမယ်အားလေးအားလုံးစုစုပေါင်းလို့ရှိရင်တူတယ်တော့40ခုတိရမယ်အဲ့ဒီမှာကျွန်တော်တို့ကနောက်ထပ်တစ်ခုထပ်ရမယ် free token တစ်ခုထပ်ရမယ်ဘယ်ရရမယ်ဆိုရင်ကျွန်တော်တို့အချိန်ရေအတွက်ကကျွန်တော်တို့တစ်ခုထပ်ရမယ်ပေါ့နော် ဘယ်နှချိန်လဲရင်ဘယ် free throw ကတခုနှစ်ခုအဲ့လိုပြီးတာရှိတယ်နော်အဲ့အဲ့ကကျွန်တော်တခုထပ်ရမယ်အဲ့ဆိုကျွန်တော်အားလုံးတူတယ်တော့စုစုပေါင်း48ချိန်ကြီးရပြီဖြစ်ပါတယ်20 21 22 23 24 25 25ထီကိုကျွန်တော်ဒီလီတော့နဲ့လှည့်သွားမယ်ကျွန်တော်25ထီဆိုရင်ကျွန်တော်တို့ကလက်ကြံတိုင်းမို့160ကျမ်းမယ်ဒူရဲတော့ကျွန်တော်တို့54ချိန်ဒီရည်ဖြစ်ပါတယ်ဒါကျွန်တော်တို့ AB 25ချိန်နေထီပေါ့နော်ဒါဆို26ရည်နေဆိုရင်ကျွန်တော်တို့က free to gun free to လာမယ်အဲ့ဒီမှာကျွန်တော်တို့က weekly bet 3ခုထပ်ထည့်မယ်ကျွန်တော် phase 1တော့နေမယ်လုံမယ် တော်တို့ diamond 420ကျွန်တော်တို့မှာရှိမယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့က diamond 250သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့6ချိန်လှည့်လိုက်မယ် diamond 50နဲ့5ချိန်25နဲ့1ချိန်6ချိန်လှည့်လိုက်လို့ရှင် diamond 255လုံးသုံးပြီးစားဖြစ်မယ်အဲ့ဒီမှာကျွန်တော်တို့ free token phase 2ကကျွန်တော်တို့ကအဲ29ခုရမယ်ပေါ့เนาะ free token 29ခုရမယ်အဲ့ဒါကိုကျွန်တော်လှည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကတိုးရတော့89ဒီရရဖြစ်ပါတယ်ကဲအဲ့ဒီမှာကျွန်တော်တို့29 29 29 30အောက်ကကျွန်တော်တို့မီလာ17ရက်နေ့အထိကိုကျွန်တော်တို့ကအဲဒေးလီဒေါ်နဲ့လှည့်သွားရုံပဲ အဲမေလာကျွန်တော်တို့၁၇ရက်နေ့ထိဆိုရင်ကျွန်တော်တို့ကတိုတယ်တော်တရားနဲ့လေ့ကျင့်နေရပြီဖြစ်ပါတယ်ဒီအဲ့ဒီမှာကျွန်တော်တို့ကလက်ကျန်တိုင်းမွန်းနဲ့နောက်ထပ်ကျွန်တော်တို့ကဒကြင်ထက်လိုက်လို့ချင်းဒိုင်းမွန်း90နဲ့ဒကြင်ထက်လိုက်လို့ချင်းကျွန်တော်တို့ကလက်ကျန်တိုင်းမွန်း20ကျမ်းပဲဒူရီတော်တရားနဲ့5ခုတိတရားနဲ့5ကျင်တွေရပြီဖြစ်ပါတယ်။ကဲအဲ့ဒါဆိုတရားနဲ့5ကျင်ဆိုရင်တော့ကျွန်တော်တို့ကအဲအချင်းကွိုင်းကျွန်တော်1200ရကန်နီးပြီပေါ့နည်းနည်းတော့လိုကောင်းလိုလိမ့်မယ်အဲ့တော့နည်းနည်းတော့ထက်ဆက်ရင်လည်းဆက်ရလိမ့်မယ်ကျွန်တော်ကန်ကောင်းရင်တော့ကျွန်တော်တို့ကကျွန်တော်တရား5ကျင်နဲ့တရားပေါက် ဲတော့ coin ထောင်နေတာပြည့်တယ်ပေါ့နော်မပြည့်ရင်တော့နည်းနည်းပေါ်ပါထပ်ဆက်ရမယ်အဲဆိုကျွန်တော်အားလုံးစုစုပေါင်းတွက်ကြည့်မယ်ဆိုရင် weekly bet ကျွန်တော်9ခုဒီအကုန်မှာဖြစ်ပါတယ်9ခုဆိုရင်ကျွန်တော်တို့က weekly bet တစ်ခု6000နဲ့တွက်အစွမ်းလာပြောသလိုကျွန်တော်တို့9400မကြမယ်ပေါ့နော်။ကဲ9400နဲ့ကျွန်တော်တို့ကအဲ new base skin တခုရရဆိုတော့တန်တယ်လို့ပြောလို့ရပါလိမ့်မယ်နော်။ကဲအဲ့ဒီမှာကျွန်တော်တို့ကဒီပထမဆုံးပြောတဲ့အထဲကเนาะ AB စနစ်နေ့မှာအဲရမယ့် free token တွေကကျွန်တော်တို့ ဒိုင်းမွန်ဖြည့်တဲ့ကျွန်တော်ဒီဝီကီဘက်ဖြည့်တာနှစ်ခုရမယ်ပြီးကျွန်တော်တို့ကအရင်တောက်ကနှစ်ခုပေးတဲ့တာရှိတယ်အခမဲ့ပေးတာလည်းနှစ်ခုရှိတယ်အဲ့ဒါပါကျွန်တော်ယူထားတဲ့လူတွေဆိုရင်တော့ဒါနဲ့ကိုက်မယ်ပေါ့နော်ယူမထောင်းဆိုရင်အဆင်မပြေဘူးကဲစီပီစနေနေ့ထိမှအားလုံးစုစုပေါင်း၄စဉ်ချော်စီတစ်ချိန်နဲ့ဆိုရင်အားလုံးတိုးတယ်တော့က၅ချိန်ပေါ့နော်အဲ့မှာမရှင်းမှဆိုထပ်ပြောပြတာဖြစ်ပါတယ်ဒီအတော့ကျွန်တော်တို့က weekly ပဲ6ခုကုန်မယ်ကျွန်တော်ပတ်စံအနေနဲ့တော့9000လေးတောင်နေကုန်မယ်ပေါ့ okay